တင်းပါလေ။မင်းကလည်းတောင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 ်း။ဟုတ်နော်။တင်းဝနဲ့လောက်တာအကိုရှိမှလည်းလိုက်တဲ့ character ရှိတယ်။တင်းဝနဲ့ဆိုတာငါနားလဲမယ်။ဒါပေမဲ့ဒါပေမဲ့ငါဒါငါငါပြောနိုင်ညာကျွန်တော်ခံယူထားတာကကျွန်တော်တတောင်းစားပဲလာပြီးမလား။တတောင်းစားပြီးရင်ကျွန်တော်တတောင်းစားနေရာလောက်ရမှာပဲ။ကျွန်တော်ကလည်းကျွန်တော်ရဲ့စိတ်သူကလည်းသူ့ရဲ့စိတ်ပေါ့နော်။အဲ့လိုကြောင်ကတောက်ကစားဖြစ်တာပါ။မင်းသားနေရာကိုလူကြတာမဟုတ်ကျွန်တော်တို့ဇက်မှာမင်းသားမင်းသမီးမရှိဘူး။လေးယောက်လုံးကမျှ။မင်းတို့ကငါ့ကိုရွေးပြလိုက်တာမင်းတို့ကမင်းတို့ဟာနဲ့မင်းတို့ရုပ်ချင်တာတွေလုပ်တော့ရတယ်။ ကိုကပြဿနာမရှာရင်တော့ကိုကပြဿနာလာရှာရတဲ့လူတွေပဲပြိုင်ပွဲမှာကြောက်တုံးတဲ့သူလည်းရှိရအရှိမှာတော့ပြုံ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 နဲ့အဲ့လိုပြိုင်ပွဲတွေကထွက်သွားပြီးတော့နောက်ွယ်ရောက်လို့ရှိရင်အဲ့လိုတိုက်ခိုက်တဲ့ဟာတွေလည်းရှိကျွန်တော်က၄နှစ်လောက်ရှိသူကဘယ်နှစ်နေတော့သူက၄နှစ်လောက်ရှိပြီဆိုတော့သူကထားပါလားဟုတ်လား ဟုတ်ကဲ့ဂျူနီယာလားဂျူနီယာကျွန်တော်ကျွန်တော်နုပညာဝင်လား6နှစ်ခွဲပါပြီဟောအဲ့ဒါကျွန်တော်ဂျူနီယာပေါ့ဟုတ်ဟုတ်သူကကျွန်တော်တက်တော့အသက်ကြီးရယ်။တန်းတန်းလေးကြီးမှာဟောအမေဟောသူကဒါမဲ့စီနီယာကြာရယ်လို့ပြောတာ။ကလေးပဲရှိသေးရ။ငါလူကြီးပေါ့။အေးပေါ့။ အခုပြောတတ်သူလို့ပြောလို့မရဘူးလေအခုကတင်းဝန်းနဲ့လောက်တာအခုရှိမှလည်းလိုက်တဲ့ character တင်းဝန်းလေးတင်းဝန်းနဲ့ဆိုတော့ငါနားလဲမယ်ဒါမဲ့တဲ့ပါလေဒါရမ်းချစ်တယ်သူကဖြစ်ပါလေကျွန်တော်ဖြစ်ပါလေကျွန်တော်ကဘယ်လိုဟာဒီအလုံးနဲ့အလုံးနဲ့ပတ်သက်လို့ရှင်တော့ကျွန်တော်ကတန်းကြီးမခံတဲ့လူစားမျိုးဆိုတော့အဲ့လိုမျိုးကြောင့်ဖြစ်တာပါကျွန်တော်အပြင်မှာတော့ဒါဒီတိုင်းမှာပဲဟုတ်မေးထုခေါ်ပြောပြောပြောရှင်းရှင်းမှာပဲဟုတ်သတိနဲ့ကြမယ်อืมไม่เหมียวเล่นอ่ะတော့လေအမှန်တော့အဲ့ဒါတော့ပထမဦးဆုံးမှာအဲ့လိုမျိုးတသိန်းနဲ့ကြားလိုက်မယ်လို့တော့မမျောလင့်ထားဟုတ်အဲ့သူ့ကိုလည်းကျွန်တော်က ဟိုဒီပြိုင်ပွဲရောက်မှလည်းတည်တာဒါပေမဲ့ main night တဲ့ချိန်တွင်မှလည်းသူနဲ့ကြာမှန်းလည်းမတည်ဘူးဒါပေမဲ့အဲ့လို group light စင်တဲ့ချိန်မှသူနဲ့ကြာမှန်းတည်တာ surprise တော့ဖြစ်သွားပါဘောပထမအဆုံးဒီအာသူ့ကြတော့တတိုင်းပြည်လုံးကတည်ကြတယ်လေဟုတ်တယ်အကုန်လုံးကသူ့ကိုတည်ကြတာဆိုတော့သူနဲ့ကြာပြီဆိုတော့အာသူနဲ့လည်းအလုပ်တွဲမလုပ်ဘူး line ပေါ်မှာဖြစ်နေတဲ့ပြဿနာတွေပဲကိုကမြင်နေကြဆိုတော့အားနဲ့အဆင်ပြေပါမလားငါတို့အဖွဲ့ရောလှုပ်လို့ရောအဆင်ပြေပါမလားဆိုတော့ အဲ့လိုပါပဲအခုလောလောဆယ်တော့ကောင်းဆုံးတော့ကြော်ဖြတ်သွားပါတယ်နော်မလိုက်ခိုင်းနဲ့အဲ့စင်ပေါ်မှာလုံးလို့မရဘူးကျွန်တော်တို့လေးရအောင်မဟုတ်လေငါနဲ့မိုက်ပြီးဆိုရင်တော့မကင်ငါငါဘယ်လိုပြောရမှာလဲကဲမဟုတ်လားအဲ့မှာကိုကျွန်တော်ရွေးပေးနေလေအခုဟုတ်လေအခုမင်းအဲ့ဒါကကျွန်တော်ဖြစ်တဲ့ပြဿနာအခုပြရတဲ့အခုအပိုင်းထဲမှာမဟုတ်ဘူးကျွန်တော်နောက်တစ်ပိုင်းကျမှကျွန်တော်ရဲ့ပြရတဲ့ပြဿနာဖြစ်တာပေါ့နော်အော်အချိန်ကလည်းမလောက်တော့ဘူးပြီးရဲ့အချိန်ကလည်း now second challenge ဆိုတော့အချိန်ကလည်းနေသွားပြီအဲ့အချိန်မှာဖြစ်လာတဲ့ပြဿနာပေါ့ သူကအဖေလားအဲ့တော့ဟုတ်လားဟုတ်တယ်အဖေလောက်ပါအဖေလောက်ရသူကအဖေနေရာကိုမလို့ခြင်းတာမလို့ခြင်းတော့မဟုတ်ဘူးဒီနေရာကိုလောက်ကြည့်ကျွန်တော်ကဖန်လောက်လိုက်မယ်ကျွန်တော်ကအကျွန်တော်ကပဲ character ကိုရွေးတာတော့မဟုတ်ဘူးအကုန်လုံး၄ယောက်ရှိရင်အဲ့၄ယောက်ကဘယ်သူပါလောက်ပါလောက်ဆိုတာကိုရွေးလိုက်တာဒါပေမဲ့ comment ညီမှာကျတော့ဟိုသူတို့၃ယောက်ကတော့စိုက်တဲ့ character ယူပြီးသူ့ကိုကျတော့အဲ့လိုမျိုးကြီးဖိပြောနေရဆိုတော့အဲ့လိုမျိုးလည်းမဟုတ်ဘူးသူကကျတော့အငိုရရတယ်ဆိုတော့ကျွန်တော်ကအငိုရရ drama အဖေကိုအဖေကိုပေးလိုက်တယ်ကျွန်တော်ကျတော့ตาဖန်ကိုယူလိုက်တာပါเนาะ ဒါပေမဲ့စင်ပေါ်မှာလည်း character အဆင်ပြေသွားပါတယ်ဒါကျွန်တော်တိုက်တဲ့အချိန်မှာတော့နည်းနည်းလေးကတိကောင်းလေးဖြစ်ကြတယ်ဟာဟိုချစ်တယ်ဆိုစကားပြန်ချနေတယ်ဝီလာ မဟုတ်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်ကလည်းတကယ်ကြတော့ဒီတားနေရလေးကိုလှုပ်ချင်တာဒါပဲလို့လဲဆိုတော့ကျွန်တော်ကကြတော့ဒါကိုယ့်ရဲ့မိသားစုဘဝလေးနဲ့တိုက်ဆိုင်နေကို့မှာကြတော့အဖေကကိုရီယိုငယ်ကလေးကအဲ့လိုမျိုးလှုပ်မကြွေးခဲ့တာဆိုတော့အဲ့လိုမျိုးဇက်လေးနဲ့တိုက်ဆိုင်တော့ကျွန်တော်တကယ်ဒီနေရလေးကိုလှုပ်ချင်တယ်ဒါပေမဲ့လေသူကကြတော့ကျွန်တော်စကားလေးကြတော့လည်းအရင်လေးစကားလေးမများချင်ဘူးချစ်ချစ်ဝွေးဝွေးဖြစ်မှလည်းပို့ပြီးတော့ဆိုရင်နောက်ပြတော့ဒိုင်းနေအမြင်မှလည်းအနောက်ချက်ဖြစ်သွားမှဆိုရင်တော့ကျွန်တော်ကျွန်တော်နောက်ပိုင်းကြတော့လည်းကျွန်တော်ရတယ်ကိစ္စမကြည့်ဘူးငါပဲဒီအဖေနေရာကိုပဲငါယူလိုက်မယ်ဆိုပြီးတကယ်ကျွန်တော်ယူလိုက်တာအမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်အမှန်တမ်းလျင် မနိုင်ဘူးနော်အမှန်တိုင်းပြောလို့ရှိရင်ကျွန်တော်ဒီအဖေနေရာကျွန်တော်မနိုခြင်းဘူးကျွန်တော်ဒီတားလင်ရလေးပဲကျွန်တော်လိုချင်တာပေါ့လေဟုတ်ဟုတ်ဒါမှလည်းကျွန်တော်ကတော့တိခန့်တယ်ပါတယ်တိခန့်တယ်တော့ကျွန်တော်အကောင်းဆုံးဒီအဖေနေရာလေးပဲယူလိုက်ပါတယ်အကုန်လုံးကိုယ့်စီကိုရောက်လာတဲ့ character အကုန်လုံးရအောင်အဲဆိုဒါမှမင်းတို့ငါ့ကိုရွေးပြလိုက်တာမင်းတို့ကမင်းတို့ဟာနဲ့မင်းတို့လိုချင်တာတွေလုပ်တော့ရတယ်ကျွန်တော်ခံယူထားတာကကျွန်တော်တရောင်းစားပဲလာပြီးမလားတရောင်းစားပြီးရင်ကျွန်တော်တရောင်းစားနေရာလောက်ရမှာပဲအဲ့တော့မင်းသားမှမဟုတ်ဘူးကျွန်တော်ကအဲ့အဲ့လိုကြောင်ကျွန်တော်ကျွန်တော်ကလည်းကျွန်တော်ရဲ့စိတ် သူကလည်းသူ့ရဲ့စိတ်ပေါ့နော်အဲ့လိုအကြောင်းကတော့ကစားဖြစ်တာပါဖြစ်တာတိတ်ပြီးစိတ်ထဲမှာမျိုးတိတ်မထားနိုင်တော့အဲ့ချိန်မှာကျွန်တော်အဲ့ညိုပစ်ပေါက်လိုက်တဲ့အချိန်မှာဟိုကောင်မလေးအော်ပြန်မဝင်ပြီးတော့အဘရာမဟုတ်လားမသိဘူးသူကခြောက်နဲ့ကန်လိုက်တဲ့အချိန်တော့အမှန်ဆိုကျွန်တော်သူ့ကိုဆွဲလုံမိတဲ့ပုံစံမျိုးထိဖြစ်ခဲ့ပါလို့ဆိုဒါကလှုပ်လိုက်လို့ရှိရင်လေကျွန်တော်ပဲအမှားပဲဖြစ်သွားမှာပေါ့လေအဲ့ချိန်မှာတော့ကိုယ်စိတ်ကိုပဲမျိုးတိတ်လာအမှန်ဆိုဒါယောက်ျားလေးအဲ့ညိုမိန်းကလေးတယောက်ကဒါမကန့်တင်ဘူးလေမင်းသားနေရာကိုလူကြတာမဟုတ်ကျွန်တော်တို့ဇက်မှာမင်းသားမင်းသမီးမရှိလေးယောက်လုံးကမျှဒါပေမဲ့ဖိအီရပို့ပြီးတော့လုတ်ခွက်ရအိုက်တင်ပို့ရတယ် ตาสိတ်ซูเนี่ยตะคู่ပဲရှိอ่ะပြီးရင်မအေလေးယောက်လုံးဝနှုတ်ကွက်ကြီးညည်ရယ်ပေါ့ဒါပေမဲ့ကြတော့ character ကျွန်တော်တို့ချလိုက်တဲ့ပုံမှာမူတည်ပြီးတော့ဒီယာလေးကတော့ဒါလေးနဲ့သူနဲ့အဖေနဲ့တော့လိုက်တယ်ကျွန်တော်နဲ့ကျွန်တော်ရဲ့ရုပ်ကအဲ့လို van ရုပ်ဖြစ်နေတဲ့အခါကျတော့ကျွန်တော်ကသူက van နဲ့လိုက်တယ်အကိုလုပ်ကြည့်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမျိုးမလုပ်ခင်မှာသူ့ကိုတားပေးလုပ်သေးရယ်သူ့ကိုလည်းတားပေးလုပ်တယ် ျွန်တော်ဒါပေမဲ့သားပိတ်လုပ်တဲ့အဆင်မပြေလို့ကျွန်တော်ကနောက်တကန်ချိန်ပြီးတော့သူ့အဖေပြောင်းပြောင်းလုပ်ခိုင်းလိုက်တာအဲ့လိုမျိုးဖြစ်ကြဒီတိုင်ပွဲတစ်လျှောက်လုံးမှာတင်ပြမိရဲ့ဒီတိုင်တွေအကုန်လုံးလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီလူတွေကြားထဲမှာသူကဘယ်လိုပဲဖြစ်နေဖြစ်နေဒါကျွန်တော်နဲ့ပေါင်းတဲ့အချိန်မှာတော့သူကကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အလုပ်သဘောအရအဲ့လိုမျိုးလေးပဲရံဖြစ်တာပဲရှိပါပါ အစားခရေကိုကကိုကကိုအများကြီးပဲကိုလုံးရင်လုံးကိုမလုံးရင်သူများကလာလုံးတဲ့ပွဲတွေပဲဟုတ်အဲ့လိုကိုဘာမှမလုပ်ပဲနဲ့ခုနကကိုညိုပြောတဲ့လူမျိုးပဲကိုကပြဿနာမရှာရင်တော့ကိုပြဿနာလာရှာရလူတွေပဲပြိုင်ပွဲမှာဂျောက်တွန်းတဲ့သူလည်းရှိတယ်အဲ့လို interview တွေမှာ dead fight တဲ့သူတွေလည်းရှိအရှိမတော့ပြုံ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 နဲ့အဲ့လိုပြိုင်ပွဲတွေကထွက်သွားပြီးတော့နောက်ွယ်ရောက်လို့ရှိရင်အဲ့လိုတိုက်ခိုက်တဲ့ဟာတွေလည်းရှိအဲ့ဒီခါကျတော့ကျွန်တော်ကမလုပ်ရလဲဆိုတော့ ဟိုသူတို့ရှိရပညာပြန်သင်ယူอ่ะ two face ထားတတ်ဖို့အဲ့တော့အခုကြတော့ဘာဖြစ်လဲဆိုတော့အခုတွေ့ရင်တော့အဲ့မှာအဆင်ပြေတယ်တရုတ်ဆောင်ကြတာအဆင်ပြေတယ်ဒါပေမဲ့တွေ့ပြီးပြန်သွားပြီးတော့အင်တာဗျူးခန်းနဲ့ရောက်သွားလို့ရှင်ဘိုင်နေနေနဲ့တက်ပြီးတော့ခြာအဲ့ဒါရောနည်းနည်းစိုးတယ်အဲ့ထဲမှာပါခဲ့လားဘိုင်နေနဲ့ဘိုင်နေနဲ့ခြာရဲဆိုတော့ကိုယ်တော့ပြောခဲ့တယ်မလားခွန်နေပြောလို့ရှင်တော့ပြောခဲ့ပါတော့ဒါပေမဲ့ဘုံဟာပြောကြတဲ့သူကြီးပါတယ်ဟုတ်ကိုယ်အရင်ပြောခဲ့ရင်တော့အဲ့လို ပြောခဲ့ပြီးရဲ့ဒါပေမဲ့ကိုယ်မပြောဘဲနဲ့တော့သွားပြီးတော့ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကကြတော့ရှင်းမှလည်းဒီရပဲနောက်ွက်မှလည်းဒီပဲဒါပေမဲ့ကျွန်တော်ကကြတော့ပို့ပြောပို့ပြောတဲ့သူကများတယ်ကျွန်တော်နောက်ွက်မှလည်းမဟုတ်ကျွန်တော်ရဲ့ရှိမှရင်ဒီပြိုင်ပွဲထဲမှာကျွန်တော်နင်းရတဲ့အားရှိငိုးနေရပဲဟိုဘာလဲအားရှိဒီမျက်ရည်ချူနေရပဲအဲ့လိုမျိုးပြောတာလေခုကျွန်တော်ဒီအဖွဲထဲမှာလေးရ group A ဖွဲထဲမှာဟိုရှိပါတယ်ကျွန်တော်နာမည်ဒါတော့ထည့်မပြောတော့ပါဘူးအမှန်တိုင်းဟမ်ပြောချတာအမ်ပြောမှလားအဲ့ဒီရပေါ့နော်ကျွန်တော်ဒီဇညွန်းတိုက်နေတဲ့အချိန်မှာဆိုရင်ဒါအော်အော်ဆိုရင် အခုဒီလကျွန်တော်ပုံမှန်သူဘယ်လိုစိတ်ထားလဲမသိဘူးကျွန်တော်ရင်အင်တာဗျူတိုင်းဆိုရင်လာဟာတွေပြီးတယ်အခုဒါတခြားအင်တာဗျူမပြောနဲ့အခုကျွန်တော်ဒါဒီစူပါစတာအကယ်ဒမီကပြတဲ့ဇက်ရုပ်ဇက်ကောင်ကျွန်တော်ရပုံပြလို့ရှင်တယ်မှာကျွန်တော်ပုံဆိုဟာပြီအဲသူရဲ့စိတ်ခံမှာကျွန်တော်ဘယ်လိုမုန်းတီးနေလဲဘယ်လိုစိတ်ထားနေလဲဆိုတော့ကျွန်တော်မသိဘူးဒါမဲ့ကျွန်တော်အဲ့နေရာလို့ကျွန်တော်ဟာပြီးလိုက်တော့ကျွန်တော်ဒီထုတ်လို့ရအမအောင်တော့ကျွန်တော်ပြောလိုက်တယ်အမဒါကျွန်တော်တခြားကိစ္စကိုတော့ကျွန်တော်ဟာပြီးတော့ကျွန်တော်လက်ခံတယ်ကျွန်တော်အခုဒီလိုမျိုးပြိုင်ပွဲဝင်အချင်းချင်းဒီလိုမျိုး ပုံနေတင်တာဟပြီးတာတော့ကျွန်တော်ဘယ်လိုဖြစ်လဲဆိုကျွန်တော်ပြောလာဒါပွဲရှာလည်းမဟုတ်ကျွန်တော်သိကျင်တာပေါ့နော်သူ့ကိုလည်းသူ့စိတ်ထဲမှာဘာရှိနေလဲဆိုတော့ကျွန်တော်သိကျင်နေမှာအမှန်တမ်းပြောချင်းအဲ့လိုမျိုးပေါ့ကျွန်တော်ဟို attention ရှာရင်ညအဲ့လိုဖြစ်တော့ဆိုတော့သူဘာဖြစ်နေလဲတော့မသိဘူးပေါ့နော်ဟောဒါအဲ့ဒါသူ့ကိုယ်တိုင်မသိမှာပါဟော အဲကောင်းလားငါပြောလိုက်တာအေးကောင်းတယ်လေဘာဖြစ်လို့လဲငါနာမည်ထည့်ချင်ကိုပြောချင်တာပြောရတာပဲတန်တယ်ပြောတာပြောအော်ဘယ်မှာလဲကုကော်ဖီကြောက်တယ်နော်ဟာဟာကောင်းမှမာတယ်ဒီကမှားတာရှင်အကုန်လုံးတောင်းမှမာဘယ်လိုကိုကတော့ကျွန်တော်စိတ်ထဲမှာဘယ်လိုမှမရှိပါဘူးဒါလည်းဟိုတိကျင်တဲ့စိတ်လေးနဲ့ခုတီသူဟာဟာပြီးတော့အဲ့လိုမျိုးသူဘယ်လိုစိတ်ထားလဲတိကျင်လို့မလို့လားပြောပါကျွန်တော်တော့ကျွန်တော်စိတ်ထဲမှာဘာမှမရှိပါဘူးဟုတ်ဟုတ် ပြန်ပွဲပြီးပါတဲ့အချိန်အပြင်မှာကျတော့မဟုတ်တော့လေကျွန်တော်ဒါတကယ်ညီကိုလို့ကောဂိုင်ဖက်တယ်ဆိုတော့အဲ့လိုမျိုးစိတ်ကတော့ကျွန်တော်မှလည်းမရှိပါဘူးတောင်းပန်စရာလည်းမလိုပါဘူးပြန်ပွဲပြန်ပွဲမှာမှမဟုတ်တာလေဟောဟောဟောချိန်ပါလေချိန်ပါလေနင်ကလည်းတောင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 ်းဟာနော်တဒါတဒါ